ဆိုတော့လှမျိုးခါကြတော့မအီးသမီးအရင်ပေါ့နော်သမီးအရင်သူမင်းသမီးစလောက်တည်းကမအီးနဲ့လိန်တာဆိုတော့သူမင်းသမီးအာစစလောက်တည်းကမအီးနဲ့လိန်နေတခြားလုံးပဲပေါ့ပြီးတော့နောက်ပိုင်းကျတော့မအီးတပည့်တွေနဲ့လိန်တယ်အခုကားရိုက်နေလဲမအီးဆိုင်ရန်တပည့်တွေနဲ့လိန်တာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့သူ့ရဲ့စိတ်ရင်းအမှန်ကတော့သူမလောက်ချင်ဘူးဒါမအီးအသိဆုံးပေါ့သူကငိုလှပြီးသားလူလေမအီးအတွက်ကတော့အနှစ်ရှိလာမြန်လဲနေသူမျက်နှာအလွတ်ရမျက်စိမိတ်လိန်အောင်ရ ပစ်စကင်းကောင်းတယ်ပြီးသူ့ဘာသူကျမ်းမာရေးအတွက်သူအမြဲတမ်းကြိုးစားတဲ့အတွက်ကိုခဏကလည်းသေးသွယ်ပြီးတော့လှနေတာပဲဆိုတော့ဘာမှအထူးပြုလုပ်ဆရာမလိုပါဘူးဦးဝဲကဘယ်ဘသူလိမ့်လိမ့်လှပါတယ်ဘယ်မိတ်ကဆရာလိမ့်လိမ့်လှဒီဆိုင်ဖွင့်တဲ့တံဆက်ပေါင်းဆိုတော့မနစ်တနေရလို့ပဲเนาะဟိုဇက်ဟိုအချိန်နေရလေ ကုံမြန်တယ်လို့ပဲเนาะဆိုတော့လှမျိုးကကြတော့မိုင်းသမီးအရင်ပေါ့เนาะသမီးအရင်သူမင်းသမီးစလုပ်တဲ့မိုင်းနဲ့လိန်တာဆိုတော့သူမင်းသမီးအာစစလုပ်တဲ့မိုင်းနဲ့လိန်နေတခြားလုံးပဲပေါ့ပြီးတော့နောက်ပိုင်းကျတော့မိုင်းတပည့်တွေနဲ့လိန်တယ်အခုကားရိုက်နေလဲမိုင်းဆိုင်ရန်တပည့်တွေနဲ့လိန်တာပေါ့เนาะဆိုတော့အဲ့ဒါတော့သူနဲ့ခင်မင်းဘူးပေါ့ဒီနေ့ကျတော့အာဒီဆိုင်ဖွင့်ပွဲလေးကိုတဲ့ဟိုမိုင်းရဲ့လာလိန်ကျင်နေဆိုတော့ဘယ်နဲ့ကအိမ်မှာလာလိန်တော့ လာလင်းတော့လိမ့်ပေးလိုက်ပြီးတော့မှလိုက်ခက်မဲဆိုတော့အစ်ပါအနှင်းပညာရှင်တွေကတော့ဟိုမိုက်တို့လည်းအတူတူပဲပေါ့ဟိုအနှင်းပညာရှင်တိုင်းကကိုယ့်ရဲ့ပင်မအလုပ်ပြီးလို့ရှိရင်တခြားဟိုပေါ့လုပ်ငန်းခွဲလေးတွေလှမ်းထားတာတော့ကောင်းတာပေါ့လေနော်လှမ်းထားတာကောင်းတာပေါ့ဘာဖြစ်ဖြစ်ဒါကအပေါ်ဝင်ဝင်လို့လည်းဖြစ်တယ်နောက်ကိုယ့်ရဲ့အချိန်အဝါနဲ့ဒီအာဒီပိုးတယ်ပါညာဆိုတာလေကိုယ်အားပြည့်တဲ့ပြည့်သက်တယ်လေ ို့ကို့ချစ်တဲ့ပြည်သက်တွေလည်းလာပြီးတော့ဘယ်လိုခေါ်မလဲအားပေးလို့ရတာပေါ့ဟိုရွေရွေတာမန်လူတွေရောင်းနာနေမင်းသမီးတွေရောင်းနာနေကြကြွာတာပေါ့လေအမတ်တရားသူတို့မင်္ဂလာဆောင်တဲ့မာကြီးလိမ့်ပေးတာမာကြီးရမာကြီးလက်ထွက်တယ်ဟုတ်ဆောင်တော်များများပေါ့အဲ့တော့ကုံလှတာစပင်းလဲရှည်ကြီးပဲအဲစပင်းစပင်းလေးဒီလောက်စပင်းကဖင်လောက်ထိရှိတယ်ဒီခါထက်လာလောက်ရှိတယ် စပင်းနေအထူးရမနေ့ကအောင်ပြဟဲ့သမီးရဲ့နေ့နေ့စပင်းနေရှေးကြီးတွေလို့အထူးကြီးတွေပဲပဲရောက်ကုန်တယ်သမီးမရှိတော့ဘူးတဲ့စပင်းလေးအေးဟုတ်တယ်မမှတ်တော့မမှတ်မိတော့ဘူးမမှတ်တော့ရင်တော့နေစပင်းရှေးကြီးပဲလှပေါ့လှပေါ့လှလို့လည်းမင်းသမီးဖြစ်တာလေနော်ကျမလိုပဲလေလှဟာလေမိုင်းဆောင်မိုင်းဆောင်သမီးရမိုင်းဆောင်လို့လှကြတာအဲ့လိုမှမိတော့မမှီရတယ်မမှီဘူးတို့မောင်နှမတွေအကုန်လုံးချောတယ်လှမျိုးကတို့ သူ့အကိုတွေအကိုတွေမောင်သူ့အကိုမဟုတ်တော့မောင်နေလဲချောတယ်အကိုတွေလဲချောတယ်သူတော့မောင်မတွေအလုံးချောကြဈေးကြီးရခင်ဆန်းဝင်လေသူများမှမဟုတ်ချေးရှင်ချေးမှာပေါ့မင်းသမီးပဲလိမ့်တာမင်းသမီးပဲလိမ့်တာဟုတ်ပါဘူးမင်းသမီးပဲလိမ့်တယ်မပြောတော့တခြားလူတွေကကျမမိတ်ကပ်လိမ့်တယ်လို့မထင်လို့ခါပေါ်တယ်လာမအဖက်နေလို့ကျမလူတိုင်းလိမ့်တယ်နော်ပတ်စံပတ်စံရရလိမ့်တယ်ကောနော် ဟောပေါ့တိုက်ခိုက်တာကတော့လေလုပ်ငန်းသူဘာအချင်းချင်းကတော့ရှေ့ရှင်လဲရှိမှာပေါ့ဒါမဆိုင်မှာဟိုသမုတ်တရားကြီးကတယောက်ထက်တောက်လို့ကုန်လာမှာမဟုတ်တာเนาะပြီးတော့လူဦးရေကလည်းနည်းနည်းလေးမှမဟုတ်လူဦးရေတန်းတန်း60ကျော်ရှိရပဲဟိုမဆိုင်မှာဟိုဒါပေမဲ့ကိုယ့်ရဲ့အကျိုးပေးနဲ့ကိုပေါ့လေအာတချို့ကကြတော့စီးပွားရေးလုပ်တယ်အဲ့ကိုလုံးလိုက်တဲ့စီးပွားရေးနဲ့ကိုနဲ့ကန်ဆက်တာအကျိုးပေးတာဆိုရင်တော့အောင်မြင်တယ်တချို့ကကြတော့ ကိုနဲ့ကံမဆက်ဘူးအချိုးမပေးဘူးဆိုရင်မအောင်မြင်ဘူးပေါ့အဲ့လိုတော့ရှိတယ်ဒါတော့ဟိုအယုံကြည်ရှိတာမရှိတာအထက်ကိုစီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီတက်ချမ်းသားလည်းတဲ့ဘေးဒင်တို့ဘာတို့မေးပြီးတော့ကိုနဲ့အချိုးပေးတဲ့လုပ်ငန်းရွေးတာတော့အကောင်းဆုံးပေါ့လေဒီလိုပဲပေါ့လေဟိုဒီအထွေအကြုံတွေမျိုးစုံတွေရှိတယ်ခရမှာဘာဖြစ်ဖြစ်အာလူတယောက်ရဲ့အာတိဆောက်ထားတဲ့ဘဝတစ်ခုဆိုတာ အလွယ်တကူပြိုလဲမသွားအောင်လို့ကိုကိုကိုပေါ့နော်စတန်စတန်ဖြစ်နေအောင်လို့ဟိုကျူးစားရတာပဲပေါ့နော်ဒါလူတိုင်းမှာမိုင်းကြီးတို့ပဲမဟုတ်ပါဘူးဒီကာလာဆိုပို့ဆိုတာပေါ့အော်စီးပွားရေးလောက်ရတာအဆင်မပြေတာတွေခက်ခဲတာတွေရှိတယ်ပြီးတော့ဝင်ငွေနေတယ်ထွက်ငွေတွေများတယ်အဲ့ဒါကြီးလည်းအများကြီးရှိတယ်လေဒါပေမဲ့လည်းဘယ်လိုလုပ်မလဲလူတိုင်းကြုံနေရတဲ့ပြဿနာဆိုတော့ကိုယ်လဲဒီလိုပဲပေါ့နော်အကောင်းဆုံး ဘလို့လုပ်ရင်ကောင်းမလဲဆိုအဲ့လိုမျိုးပေါ့ဖြတ်တန်းရတာပေါ့အဲ့လိုတော့လည်းမဟုတ်ပါဘူးကလေးတွေကလည်းသူ့ဘာနဲ့သူပေါ့လေဟိုမာကြီးတွေ့ဟို supporting ကောင်းတွေပေါ့ဘာဖြစ်လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာကကိုကြီးပဲတယောက်တည်းကောင်းနေလို့မရဘူးအကိုကိုမိခိုးတဲ့တပည့်တွေကလည်းကိုကိုအရေးကိုခိုးပြီးသူတို့အတွက်ဟိုတိုးတက်အောင်ကြိုးစားကြတယ်လို့ပဲကိုကလည်းကိုရဲ့လုပ်ငန်းမှာဒီတပည့်တွေကိုမွေးထားပြီးတော့သူတို့ရဲ့အကူအညီပံ့ပိုးမှုနဲ့ကိုလုပ်ငန်းတွေကို တခုတည်းမကတော့လုပ်ငန်းတွေကိုလုံးလုံးနိုင်တာပေါ့နော်အလုပ်တွေအများကြီးရှိတယ်ဥမာပေါ့တနေ့လည်းမင်္ဂလာဆောင်50ဘွဲ့ရှိရဆိုလဲဒီတပည့်တွေအားနဲ့ပဲတဲ့မလားအကလုံးခွဲပြီးတော့လူစုခွဲပြီးတော့တပွဲပြီးတော့ပွဲကူရတာမျိုးတွေရှိတာပါဟိုမင်းသမီးစလုပ်ခရေကကိုနဲ့လိန်ပြီးတော့အောင်မြင်လာကြတယ်ပြည်သက်တွေချစ်လာကြတယ်ဆိုတော့လေဘာဖြစ်ဖြစ်ဟိုဒါမိုင်းမင်းသမီးတွေနဲ့မိုင်းနဲ့ကြတော့မိဘနဲ့သားသမီးတို့ဖြစ်နေတာပေါ့ဆိုတော့ တို့တစ်ခုလုတ်တယ်ဆိုလဲတို့တို့မိဘကိုတရေရတဲ့သဘောပါဟုတ်အဲတော်တော်များများပေါ့တော်တော်များများမာကြီးလိမ့်ပေးဘူးပါလေဟုတ်အဲတို့အောင်မြင်နေဆိုကဝမ်းသာတာပေါ့နော်အခုဆိုဇလန်တွေတွေဘာဒီမှာဆိုလဲမာကြီးတမီတွေဆိုအောင်မြင်နေတာပဲအဲ့ဒါမျိုးဆိုရင်ဘာဖြစ်ခုမှဟိုပျော်ရတာပေါ့နော်တို့အစားပျော်ပေးရတာပေါ့နော်ဟုတ်ခက်ချက်ချက်ပေါ့သမီးရေဟိုပုံမှန်ဆိုလို့ရှိရင်တော့ သူ့ရဲ့စိတ်ရင်းအမှန်ကတော့ तू မလုပ်ချင်ဘူး။ဒါမှမဟုတ်အသိဆုံးပေါ့။ဒါပေမဲ့တချို့တော့ပေါ့နော်ဟိုလုပ်ငန်းရှင်တွေကလုပ်ချင်လို့အတင်းတိုက်တွန်းတာတို့တောင်းဆိုတာတို့ရှိတယ်ဆိုရင်တော့လေသူလုပ်ပေးပဲ။အခုနောက်ပိုင်းတော့ခက်ချက်ချက်လေးတော့ပြန်တော့လုပ်နေပါပြီ။အပေါ်ဟာပေါ့ကိုတခါလေးကြာရင်တော့လည်းလိမ်ပေးတာမျိုးရှိတယ်။အများတန်းတော့လည်းမဟုတ်ပါဘူး။အများတန်းအဲကြောင့်ဆိုအခုဟာကအော်လုပ်ငန်း အရှင်နေကပါလဲဆိုတော့ဒီအပ်လိုက်တာပေါ့ package နဲ့အပ်လိုက်တာအပ်လိုက်တဲ့ခါကျ director ရောတချင်းရောပါဝင်တဲ့သရုပ်ဆောင်တွေရော camera team ရောအကောင်လုံး makeup artist ကော stylist ကော micro kit တောင်းလာကြတော့ကားတကားရိုက်မယ်ဆိုရင်ဒီကားမှာဇလန်းဘယ်လိုဆိုရင်ဒီမင်းသမီးရဲ့ခြေခေါင်းစာခြေစုံကိုတာဝန်ယူတာလေဘယ်ဘယ်ခအဝတ်စားဘယ်လိုဝတ်မယ်ပါ냐ကိုပဲစီစဉ်ခဲ့ရတာလေအခုကျတော့ stylist တွေပါတယ် ရောက်လာတော့သူတို့ဆင်တဲ့ဟာဝေးရတာလို့ပြောတယ်ပေါ့။နည်းနည်းခစ်ကပြောင်းသွားတာပေါ့။အေးပေါ့ဒါပေမဲ့များသောအားဖြင့်ကတော့လေဒီနာမည်ရှိတဲ့တွေကပညာတော်တဲ့ကလေးတွေပါပဲ။သူတို့တွေကပဲဆိုတော့လေဘာမှတော့မဖြစ်ပါဘူး။ဟုတ်ပေါ့မကြီးကတော့ तू ကငကိုလှပြီးသားလူလေ။မကြီးအတွက်ကတော့ဟိုစစတဲ့ကကိုလိန်လာတယ်နှစ်ရှစ်လာမြလိန်တယ်သူမျက်နှာအလွတ်ရမျက်စိမိတ်လိန်တော်ရ။ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲဟိုအခုတည်းကလည်းပြောင်းနေတဲ့ဟိုဟာတွေမရှိဘူးလေ။ သူလှနေတော့မယ်စတေးရန်ဖြစ်နေတော့မယ်ပြီးစကင်းကောင်းတယ်ပြီးသူ့ဘာသူစမ်းမရေးအတွက်သူအမြဲတမ်းကြိုးစားတဲ့အတွက်သူအမြဲတမ်းကိုခဏကလည်းသိသွဲပြီးတော့လှနေရပဲဆိုတော့ဘာမှအထူးပြုလုပ်ဆရာမလိုပါဘူးဦးဝဲကဘယ်ဘသူလိမ့်လိမ့်လှပါလေဘယ်မိကဆရာလိမ့်လိမ့်လှကိုကိုကတော့ကိုကိုကိုငယ်ရှင်ကိုချင်လို့မရဘူးလေပြိဿက်ပဲရှင်လို့ရအောင်ပေါ့နော်။ဘာဖြစ်ဒါကဟိုဒီလောကမှာဘယ်အရာအောင်မ ဟိုဟန်ဆောင်လိန်ညာဖုံးခွဲထားလို့မရအမှန်တရားဆိုတာအမှန်တရားပဲဒါကိုပစက်ကပြောမှအမှန်တရားမဟုတ်ဘူးမျက်လုံးနေနဲ့เนาะ focus လောက်ကြာလေအဲ့မှာကိုရံပြောစရာမလိုဘူးလေเนาะဟုတ်မကြီးကတော့ချစ်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်အတခါလေး interview တွေမှာမကြီးပြောလိုက်တဲ့စကားရေရာတစ်မျိုးဟိုအထိပ္ပယ်တက်ရောက်သွားတာတစ်မျိုးဖြစ်သွားခဲ့ရင်လေအာမကြီးကတောင်းပန်ပါလေလို့เนาะအမကြီးအားလုံးကိုချစ်ပါတယ် အားလုံးကိုကောင်းစေခြင်းနဲ့စိတ်လည်းရှိပါတယ်၊ကုညခြင်းစိတ်လည်းရှိပါတယ်လို့ပြီးတော့မနာလိုစိတ်လုံးဝမရှိပါဘူးလို့မနာလိုစိတ်ဆိုမိုင်းဘဝနဲ့လုံးဝမပါလာတဲ့အရာတစ်ခုပါလို့နော်ပြောချင်ပါတယ်။